ကချင်ပြည်နယ်ဖားကန်မြို့ဆိုင်းတောင်ရွာမှာခိုင်ကြီးစင်73စီအရောင်ဆိုင်မိလောင်ချမ်းမှုဖြစ်ပွားမိင်္ဂလာပါပရိသတ်ကြီးရှင်ကချင်ပြည်နယ်ဖားကန်မြို့နယ်ဆိုင်းတောင်ရက်ကွက်3ရှိခိုင်ကြီးစင်73စီအရောင်ဆိုင်ဟာဒီကနေ့နနက်ပိုင်းကမိလောင်ချမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်ဒီကနေ့ဇွန်လ30ရက်နေ့နနက်10:00နာရီဝန်းကျင်မှာစတင်မီလောင်ကျွမ်းခဲ့တာဖြစ်ပြီးလောင်ကျွမ်းအားကောင်းမွန်နေက73စီဆိုင်ဖြစ်တာကြောင့်မီထင်းချုပ်ဖို့ခက်ခဲနေခဲ့တဲ့ဆိုတဲ့အကြောင်းဒေသခံတအူကပြောပါတယ် ီကနေ့နဲ့ဆယ်နာရီခန့်ကနေမိလောင်ကျန်းမှုဖြစ်ပွားခဲ့ရာ73စီကိုတောင်နဲ့နေအိမ်၃လုံးမိလောင်ပျက်စီးခဲ့ကြောင်းခိုင်ကြီးစင်73စီဆိုင်ရဲ့စီကိုတောင်ကနေစတင်လောင်ကျန်းခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။မိလောင်ကျန်းရတဲ့အကြောင်းရင်းကိုတော့အခုချိန်ထိမသိရှိရသေးကြောင်းလည်းသိရှိရပါတယ်။မလောင်ပါဘူး။ဒီတော့ကလည်းမလောင်ဘူး။ဒီဟူ။အမေ။ဒီတော့ရေကပ်ဖို့ကြောက်